အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာတို့အရှိတင်ကန်းတာဒီမှာဗာရီလေးလာခဲ့ပြီလေအရှိတင်ကန်းတော့ဆရာတို့ဗာရီလေးလာခဲ့ပြီဆိုတော့ရခိုင်လမ်းတွေအကြောင်းကားလမ်းတွေအကြောင်းအော်နောက်တစ်ခုရေချောင်းပို့ဆောင်ရေးလုပ်ငန်းအကြောင်းဆရာလေးလာခဲ့ပြီဆိုတော့နောက်တစ်ခုပို့ဆောင်ဆက်သွယ်ရေးမှာနောက်တစ်ခုကြံသေးတယ်ဗာကြံသေးလဲဆိုတော့လေချောင်းပို့ဆောင်ရေးလုပ်ငန်းဒါဆိုဆရာတို့အခုတင်ကန်းလာမှာလေချောင်းပို့ဆောင်ရေးလုပ်ငန်းကိုဆရာတို့သင်ဆရာလည်းဒီလိုအတူတူသင်ကြားမယ်၊သင်ယူမယ်၊လေ့လာမယ်။ဟုတ်ပြီနော်။ဆရာတို့လေချောင်းပို့ဆောင်ရေး လေကြောင်းပူဆောင်ရေးဆိုတာဆရာတို့အာဆီယံတိုင်းမှာဒီအာဆီယံဒေသနဲ့နိုင်ငံတွေထဲမှာဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်အစပြီးလင်းလင်းမြန်မြန်နဲ့တိုးတက်ပြောင်းလဲလာတဲ့ပူဆောင်ဆက်သွယ်လုပ်ငန်းတစ်ခုဆရာတို့ဒီလေကြောင်းပူဆောင်ရေးလုပ်ငန်းဆိုတာလေနော်ဆရာတို့လေကြောင်းပူဆောင်ရေးဆိုတာဆရာတို့ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်နဲ့ပြီးတော့လင်းလင်းမြန်မြန်တိုးတက်လာတဲ့လုပ်ငန်းတစ်ခုအာဆီယံနိုင်ငံတွေကြားထဲမှာနော်လေကြောင်းပူဆောင်ရေးတာ air transportation ပေါ့ air transportation ဆရာတို့လေကြောင်းပူဆောင်ရေးကြောင့်ဒီလိုလေကြောင်းပူဆောင်ရေးလို့ပြောလိုက်တာနဲ့ဆရာတို့ဘာတွေသွားမြင်လဲ လေးရင်းနဲ့လေးရင်းနဲ့ပြန်နေတော့ဆရာတို့မြင်တယ်ဟုတ်ပြီဒါဆိုရင်ဒီအကြောင်းရောက်ဆရာတို့ဒေချာဒေဒေလေးလာတာဟုတ်ပြီလေးကြောင်းပို့ဆောင်ရေးလုပ်ငန်းကိုဆရာတို့လူတွေရွေးချယ်ကြတယ်ရွေးချယ်တိုင်းရွေးချယ်တိုင်းမှာရွေးချယ်မှုတိုင်းမှာဆရာတို့အားသာကြအားနည်းကြဆိုတာတော့ရှိတယ်ဆရာတို့ဆိုတော့အရှိတင်ကတော့တင်ခဲ့တဲ့ဒီရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှာဆိုရင်ဆရာတို့ခရီးစိတ်ပါပဲလေတတ်တာလေနော်ဒီစီးအများကြီးတင်လို့ရတယ်နောက်တစ်ခုပါလေသူ့မှာအားနည်းကြပါအချိန်နည်း သွားလာတဲ့ခင်ကြာအချိန်ကြာဟုတ်တယ်နော်နောက်တစ်ခုကဆရာတို့လေးချောင်းဘုဆောင်ရင်မှအာသာချက်ရှိတယ်လို့အားနဲ့ကြရတယ်ပြောတယ်။ဘာရှိလဲ။အာသာချက်ရှိတယ်လို့အားနဲ့ကြရရှိတယ်။လေးချောင်းဘုဆောင်ရင်မှဆိုရင်အာသာချက်ကရှိတယ်။အာသာချက်ကိုအကြောင်းကိုပြောမယ်အာသာချက်ကဘာလဲဆိုရင်ဆရာတို့လင်းမြန်မှာပို့ဆောင်တယ်။လင်းမြန်မှာပို့ဆောင်တယ်နော်။ဆရာတို့ရခိုင်ပြည်နယ်နဲ့ဂျန်ကုန်နဲ့သွားမယ်ဆိုရင်ပြန်ပြအောင်လေးနှစ်ဟာမိနစ်လောက်ပဲကြာ။နော်အရင်မြန် နော်ဆရာတို့ဟိုဘက်လက်ဒီဘက်လက်လိုက်တဲ့အချိန်တွင်းမှာလည်းဆရာတို့ဟိုရောင်ဝင်နဲ့ရခိုင်နဲ့ရောက်ပါတယ်နော်ရောင်ဝင်နဲ့မန္တလေးနဲ့ရောနိုင်ဘက်လေးနဲ့အမေဒီလောက်နဲ့ပဲရောက်ပါဆရာတို့ပါလို့တယ်နှင်းမြန်သွားပို့ဆောင်နိုင်အချိန်ကုန်တတ်တယ်သူကဘာလို့ပို့ဆောင်နိုင်လဲဆိုတော့အဟန်အသားကြီးအဟန်အသားကဘလို့အားပဲလို့ဆိုတော့တောင်တန်းကြီးသမုတ်တရားကြီးတက်တော်ကြီးရေခဲကြီးတွေကိုပါလို့ဆိုသူလေဘောပြန်သွားတယ်ကျော်လွားနိုင်တာပေါ့ဆရာတို့လေဘောနဲ့အဟန်အသားကြီးကျော်လွားသွားတဲ့အတွက်သူကနှင်းနှင်းမြန်မြန်သွားနိုင်တယ်နောက်တစ်ခုက လေငွေပေါက်ထားမယ်ဆိုရင်ရှင်းတတ်နိုင်ဟုတ်တယ်လေငွေမရှိတော့ပဲရှင်းလို့ရမလဲเนาะဟုတ်တယ်နော်လေငွေပေါက်ထားမယ်ဆိုရင်ဆရာတို့ကလည်းလည်းရှင်းတတ်နိုင်เนาะဒါကသူ့ရဲ့အာသာချက်ဘယ်နှချက်လဲ၃ချက်အာသာချက်ဘယ်နှချက်လဲ၃ချက်ပထမတစ်ခုကလေလေမြဲမြဲပို့ဆောင်နိုင်တယ်နောက်တစ်ခုကအဟန္တာတွေအဟန္တာဆိုဘယ်လိုမှမလဲတောင်းတဲ့နေတော့ပြရတဲ့တော်ရင်ရေခဲပြင်းတဲ့ဒီလိုဟာတွေကိုမလုပ်နိုင်နဲ့ကြော်လွားသွားနိုင်လေငွေပေါက်ထားမယ်ဆိုရင်ရှင်းတတ်နိုင်ရှင်းတတ်နိုင်ပြီဆိုတော့ လည်းလည်းဘူးစဉ်းစားနိုင်ဟုတ်ပြီနော်အဲ့တော့ဒါကပါဆိုရင်ကိုယ်ဆောင်ရဲ့အတ္တအတ္တချက်နောက်တစ်ခုသူ့မှာလည်းပဲပါရှိတယ်အာနေချက်ရှိလေးတောင်းကိုယ်ဆောင်ရဲ့အာနေချက်ရှိအဲ့ဒီအာနေချက်ကဘာလဲဆိုရင်ခကြီးစည်ပုံမကြီးမားတယ်အကြီးမားဆုံးမှာဆရာတို့ပြည်တွင်းလေးတောင်းရဲ့မှာဆိုရင်6000 7000 5000အဲ့လောက်ရှိတယ်နော်ခကြီးစည်ကဘာဖြစ်လဲပုံမူပြီးတော့ကြီးမားတယ်နောက်တစ်ခုကတံမိုးကြီးတယ်ဝင်ပေါ့တယ် အဲ့လိုပစ္စည်းတွေပဲအဓိကတင်ဖို့တံမိုးလက်ကြီးရဲ့တံမိုးကြီးရဲ့ဝင်သေးတယ်ပေါ့နော်ပမာဏသေးတယ်အဲ့လိုပစ္စည်းတွေပဲဝင်ပေါ်တဲ့ပစ္စည်းတွေပဲအဓိကတင်ဖို့နိုင်အဲ့ဒီခင်မီလေးစိတ်ကြီးတွေကဘာဖြစ်လဲဆိုမြို့ရောင်းရဲ့ဝေးกว่าစံလေးစိတ်ဆိုမြန်မာနိုင်ငံလည်းဒေသကြီးတယ်မြို့တခြားမြို့ငယ်လေးတွေနဲ့အရင်မဝေးกว่าတော့လားဝေးกว่าတော့တယ်နော်ဆရာတို့ AR တိုင်းပဲမှာဆိုရင်တော့နိုင်ငံကလေးစိတ်ရှိလား မန္တလေးတိုင်းမှာအနိုင်ငံလေးသိရှိလားမန္တလေးမှာနိုင်ငံလေးသိရှိတယ်နော်မိဂရာလေးသိရှိတယ်နိုင်ငံအောင်ဆက်သွယ်နိုင်တယ်နေပြည်တော်မှာရှိတယ်ရန်ကုန်မှာရှိတယ်ဟောတခြားဒေသတွေမှာအပြည့်ပြည့်ဆိုင်ရာလေးသိရှိတာမရှိဘူးပြည်တွင်းလေးသိလိုဟာမျိုးပဲရှိတယ်ပြည်တွင်းလေးသိဒီဗမာရှိတယ်ဆိုမြို့ကြီးပြာကြီးတွေမှာပဲရှိတယ်အဲ့ဒီအတွက်တခြားမြို့ရွာလေးတွေကတွားဝင်လာလို့ကြတော့ခက်တယ်မရှိလားဆိုရှိတာပေါ့သူ့ပရမတ်ကဘာလဲဆိုခီးသိကြီးမှာနောက်တစ်ခုကတံခိုးကြီးပြီးဝင်ပေါ့တယ်ပမာဏနည်းနည်းနဲ့ ဟိုအရေးအရေးအတွက်နည်းနည်းနဲ့တန်မှုများများပါတဲ့ပစ္စည်းတွေကိုသူတဲတဲနိုင်တယ်။နောက်တစ်ခုကကိမိနေတဲ့နေရာဘာလဲဆိုမြို့ရိုင်းနဲ့ဝေးဒါသည့်ဆရာတို့ဘာလဲဆိုအာသာကျန်နဲ့အာနေကျန်နှစ်ခုကိုနှိုင်းယှဉ်ပြတယ်။အာသာကျန်ကဘာလဲလင်မြာသာပို့ဆောင်နေတဲ့အဟံသားတွေကြော်လာနေတယ်လင်မြာသာပို့ဆောင်နေတဲ့လင်ဝန်းဖောက်တာတွေသူစဉ်းစားနိုင်တယ်။အာနေတဲ့အကြီးမားအာနေတဲ့ကအကြီးမားအာနေတဲ့ကဘာလို့လဲဆိုခီးစိတ်ကြီးမားအရင်ကြီးမားဆရာတို့ကားတွေရထားတွေတမောတွေထပ်ပို့ပြီးကြီးမားတယ် တံမိုးကြီးရဲ့ဝင်ပေါ်တဲ့ပစ္စည်းတွေကိုသူတည်တိုင်းနဲ့နောက်တစ်ခုကခက်ပြီးလေသိမ့်တွေကကျတော့မြို့လေးရွာလေးတွေနဲ့ဝေးတယ်မြို့ကြီးပြကြီးမှာပဲရှိနော်အဲ့တော့ဒါသူ့ရဲ့အာသာကျန်နဲ့အားနေချက်ဒီကြောင့်ကိုဆောင်ရဲ့အာသာကျန်နဲ့အားနေချက်ဟုတ်ကဲ့နော်အဲ့တော့အာဆီယံရုံဝဲလေချောင်းပို့ဆောင်ရေးကဏ္ဍဆရာတို့အာဆီယံမှာရောဒီလေချောင်းပို့ဆောင်ရေးကဏ္ဍဘယ်လိုမျိုးတွေပါဝင်နေလဲဘယ်အစိတ်ပိုင်းကပါဝင်နေလဲဘလော့ကြီးပါဝင်နေလဲဆိုတော့ဆရာတို့သိရတယ် ်ဆရာတို့ကဒုတိယဝါစစ်ပြီးတဲ့ဆရာတို့အာဆီယံဒေသနဲ့နိုင်ငံတွေမှာဆိုရင်ကြည်ကြည်ပြန့်နေတဲ့တိုးတက်လာလျှင်လျှင်တိုးတက်လာတိုးတက်လာပြီးနိုင်ငံတနင်္ဂနွေကနိုင်ငံပုံရွှေဆက်ပဲလာနော်ပုံရွှေဆက်ပဲလာအဲ့2000ခုနှစ်ကနေပြီး2015ခုနှစ်အတွင်းမှာဆိုရင်ဒေသတွင်းနိုင်ငံတွေတိုက်ရိုက်ပြန်လာမှုလို့ပုံများလာများပြားလာတိုက်ရိုက်ပြန်လာတာမှာဒီကနေ့လောရအုပ်ဆိုရင်မြန်မာနဲ့ဂျပန်နဲ့တိုက်ရိုက်သွားလို့ရတယ် နော်။နောက်နေ့ဂျပန်နဲ့တိုက်ရိုက်သွားလို့ရတယ်။ငိုရောလည်းဂျာတယ်မှာဘယ်တော့မှနားလာဘီယန်နမ်မှာနားလာလို့ထိုင်းနမ်မှာနားလာလို့အဲ့လိုမျိုးတွေငိုရောကတော့ရှိခဲ့တယ်။အခုလည်းရှိတော့ရှိတယ်။ငိုရောကတော့တိုက်ရိုက်ပြန်သန်းတာမရှိဘူး။ဦးကတိုက်ရိုက်ပြန်သန်းတာရှိတယ်။နော်။ဒေသတွေနိုင်ငံအချင်းချင်းကိုတိုက်ရိုက်ပြန်သန်းတာတွေရှိတယ်။နော်။ဒီမှာလည်းမြန်မာတွေထိုင်းသွားမလားလာအိုသွားမလားဒါမှမဟုတ်မလေးရှားသွားမလားစင်ကာပူသွားမလားနော်ဆရာတော့ပါလေတိုက်ရိုက်ပြန်တန်းလို့ရတယ်နော်အဲ့လိုဆက်သွယ်မှုတွေကပုံပြီးတော့ ခြင်းနေမြန်မြန်နဲ့ချစ်ချစ်ပြည့်ပြည့်လေးကိုဆက်သွယ်လာမယ်အဲ့ဒီဆက်သွယ်မှုဆက်သွယ်မှုရဲ့ဆက်လေးကြောင်းလိုက်ဆက်သွယ်မှုမှာကြည့်မယ်လေးကြောင်းလိုက်ဆက်သွယ်မှုမှာဆိုရင်ဆရာတို့ကဘယ်နေရာယူဆက်သွယ်ထားတာလဲဆရာတို့ဒီအာဆီယံအတိုင်းဝန်နေပြီဘယ်နေရာယူဆက်သွယ်တာအာရှအရှေ့ပိုင်းအာရှအရှေ့ပိုင်းဆိုဆရာတို့တရုတ်တရုတ်တို့ဂျပန်တို့အဲ့ဘက်ကျနေအာရှရဲ့တောင်ပိုင်းနော်ဘယ်ဘက်လဲ आशा है टॉमा भाई आई टॉमा भाई नहीं भाई वैसा नहीं बाले तो इंडिया और बांग्लादेश तो बाले नौ टॉमा ही नौ टॉमा ही नहीं भाई जाने बाले मेरे इस पर अच्छा नहीं बाले तो यो ऑस्ट्रेलिया ईयू ईयू तो ना उरोपा तमला नहीं है नहीं नौ जापान कोरिया तमला नहीं है इलो नहीं है यूसा दरा है नौ बेना नहीं यूसा दरा आज दिले फिर बेना नहीं यूसा दरा दिले तो चलो आज नहीं यूसा दरा मुमा नहीं चलो अरे အာဆီယံတောင်းလည်းဒီဆော့ဆော့ပြောခဲ့တဲ့ကိုရီးယားနဲ့ဂျပန်နဲ့ EU တွေအများကြီးဆက်သွယ်ထားတယ်။နောက်ဒီဘယ်နိုင်ငံတွေကိုဆရာတို့ဒီအာဆီယံဒေသတွေနိုင်ငံအချင်းချင်းတဦးတည်းနဲ့နေပြီးတော့သွားလို့ရတယ်ဆိုတော့ဆရာတို့လေ့လာအောင်မြန်မာနိုင်ငံကနေတော့ဧဘယ်ကိုသွားလို့ရတယ်ဘယ်ကိုတိုက်ရိုက်ပြန်တန်းလို့ရတယ်ဒီလိုအမျိုးတွေဆရာတို့လေ့လာအောင်ဆရာတို့ဘရူနိုင်းနိုင်ငံဘရူနိုင်းနိုင်ငံမှာဆိုရင်ဆရာတို့ဘန်ဒါလာရီပီကောင်လို့ခေါ်ရတဲ့အပြည့်ပြဆိုင်လေးစိတ် သူဘာသာစာရေးဝန်ကောင်ကလည်းပဲဆရာတို့မျိုးတော့ဘရူနိုင်းနိုင်ငံရဲ့မျိုးတော့ဒီဟာဒီပါလဲဆိုရင်ဘရူနိုင်းရဲ့အပြည်ပြည်ဆိုင်ရာလေသဲရဲ့အတွက်ပေါ့နော်ဟုတ်ပြီနော်ဆရာတို့ဒီအာဆီယံဒေသတွင်းနိုင်ငံတချို့ ਨੇ ဆက်သွယ်ထားတယ်သူရဲ့အပြည်ပြည်ဆိုင်ရာလေသဲကဘာသာစာရေးပြီးကောင်းပါနော်အဲ့သူကအဓိကလေသဲပဲသူကဘယ်လိုဆက်သွယ်ထားလဲအာရဆော်ဝါမြတမရနိုင်ငံနော်အာရဆော်ဝါမြတမရနိုင်ငံနောက်တစ်ခုကဆော်ဒီအာရေဗျနောက်တစ်ခုကဩစတြေးလျာ ။နောက်ဘာအောင်သွားလဲဆိုတော့တရုတ်ရဲ့ဟောင်ကောင်။တရုတ်နဲ့ဟောင်ကောင်နဲ့တက်တာနော်။တရုတ်နဲ့ဟောင်ကောင်နဲ့အဲ့ရသွားတယ်။နောက်လန်ဒန်မြို့ဟီဒရူးလေတဲ့ဟီဒရူးလေတဲ့ကိုလည်းသူကရောက်တယ်။ဒါကြီးဘရူနိုင်းနိုင်ငံနေပြီးတော့ဒီနိုင်ငံတွေဆက်သွယ်ထားတဲ့တိုက်ရိုက်ပြန်တန်းနိုင်ရဲ့လို့ဆရာကပြောချင်တယ်။နော်။ ဒီနိုင်ငံတိုင်းနေပြီးတော့ဘာသာတရားကအပြည့်အစုံရဲ့လက်သေးကနေပြီးတော့ဒီနိုင်ငံတွေကိုတိုက်ရိုက်ပြန်တမ်းမယ်အားလုံးဆိုမနိုင်ငံတွေအာရိဗျနိုင်ငံတွေဩစတြေးလျတရုတ်ဟောင်ကောင်နောက်တစ်ခုကလန်ဒန်ဟီဒရိုလေသိဒီဘက်တွေကိုဆရာတို့ပါလဲတိုက်ရိုက်ပြန်တမ်းမယ်အဓိကလေသိကတော့ဆရာတို့ပါလဲဘာသာတရားကဝမ်မြို့တော်ဘာသာတရားကဝမ်ရှိတယ်ဘာသာတရားကဝမ်လေသိကြီးအဓိကဖြစ်တယ်ဟုတ်ပြီနော်ဆရာတို့အာရှနိုင်ငံများရဲ့ဆက်သွယ်မှုဘရူနိုင်းနိုင်ငံအကြောင်းပြောခဲ့တယ်နောက်တစ်ခုကမ္ဘောဒီးယားနိုင်ငံကမ္ဘောဒီးယားနိုင်ငံ မျိုးတော့ဖနာမယ်ဒီဖနာမယ်အပြည်ပြည်ဆိုင်ရာလေတွေကအကြီးဆုံးမယ်အကြီးဆုံးမယ်ဆိုတာသူ့နိုင်ငံမှာအကြီးဆုံးမယ်ပြောနော်သူ့နိုင်ငံမှာအကြီးဆုံးမယ်နော်စီရန်ကြီးမျိုးမှာရှိတဲ့အန်ကောအပြည်ပြည်ဆိုင်ရာလေတွေကဒုတိယအကြီးဆုံးနော်ဆရာတို့အဲ့မှာပါတယ်ဆိုတော့အန်ကောဝယ်ကြောင်းတော်ရှိတယ်အန်ကောဝယ်ကြောင်းတော်ကပါတယ်ဆိုတော့ဆရာတို့ကမှအမွေနဲ့တခုအမွေနဲ့ရှင်းဝင်ထားတယ်ယူနက်စကိုဝင်လာတယ်နော်အဲ့ဒီကြောင်းတော်နော်စီရန်ကြီးမျိုးမှာရှိတဲ့အန်ကောအပြည်ပြည်ဆိုင်ရာလေတွေကဒုတိယအကြီးဆုံးဖနာမယ်လေတွေကအကြီးဆုံးနိုင်ငံတွေမှာလည်းအကြီးဆုံးနော် ်ဆီယန်ကပဲအပြီးပြဆိုင်ရတဲ့တွေရှိတယ်။သူအပြီးဆိုင်တဲ့တော့မှုရှိတယ်။နော်။အဲ့ဒီကနေဘယ်လိုဆက်သွယ်ထားလဲဆိုအရှေ့တောင်အာရှနိုင်ငံများအရှေ့တောင်အာရှနိုင်ငံများဆိုကျွန်တော်အာဆီယံနိုင်ငံတွေပေါင်းတယ်။အာဆီယံနိုင်ငံတွေဆက်သွယ်ထားတယ်။တရုတ်နိုင်ငံရှန်ဟိုင်းကိုဆက်သွယ်ထားတယ်။တရုတ်နိုင်ငံယူနိုက်တက်နိုင်ငံကုမင်မျိုးကိုဆက်သွယ်ထားတယ်။နော်နောက်ကိုရီးယားတမလားနိုင်ငံကနေပြီးတော့ဘယ်ဆိုကိုရီးယားတမလားနိုင်ငံဘူဆန်မြို့နဲ့ဆိုးမြို့ဆက်ကြတယ်။ဒါပဲနေဆက်ကြတယ်။ကျွန်တော်ကမ္ဘောဒီးယားနိုင်ငံဖနမ်မြေမြန်မာလေးတွေ အန်ဘောပြရလေးနဲ့စီအန်ဘက်ပြရလေးနဲ့ဒီလေသိပ်ပြန်ပြောသွားပြရလေဒီနိုင်ငံတွေဆက်ကြတော့သွားလာနိုင်ဒါပါလေတော့ဆရာတို့ဖနာမေလေးသိပ်ကိုဆရာတို့အင်တာနက်ကနေပြီးတော့ပုံယူထားတာပေါ့နော်ဟုတ်ပြီအင်ဒိုနီးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံဒီကျောင်းတော်ကျစုနိုင်ငံဟုတ်ပြီဒီနိုင်ငံကနေပြီးတော့အဓိကဆက်သွယ်တာတော့သူကြည်တွင်းမှာရှိတဲ့ကျွန်းပါလေ ကျွန်တော်ပြည်သူအင်ဒိုနီးရှားနိုင်ငံရဲ့ပြည်တွင်းမှာရှိတဲ့ကျွန်းတွေကိုအဓိကဆက်သွယ်တယ်။သူ့မှာဆိုရင်လေးစိတ်ပေါင်း၊လေးလေးပေါင်းက international လေးစိတ်ကိုပြည်တွင်းလေးစိတ်ပြည်တွင်းလေးစိတ်လေးကိုပေါင်းလိုက်တာဘယ်လောက်ရှိလဲဆို650လောက်ရှိတယ်။များတယ်နော်။ဘယ်လောက်ရှိလဲ680ရှိတယ်။နော်။ဒါပေမဲ့မြို့တော်ဂျကာတာမှာရှိတဲ့စုဂန်နဝတာအပြည်ပြည်ဆိုင်ရာလေးစိတ်ကတော့အဓိကနော်။စုဂန်နဝတာအပြည်ပြည်ဆိုင်ရာလေးစိတ်က အဓိကပဲဂျကာတာမှာရှိလို့ရဂျကာတာမှာရှိတယ်။နောက်ပါဠိကျောင်းမှာရှိတဲ့ဒံဘာသာပြုဆိုင်နေတဲ့လည်းရှိတယ်။ဒံဘာသာကျောင်းမှာနော်ပါဠိကျောင်းမှာလေပါဠိကျောင်းမှာရှိတဲ့ဒံဘာသာပြုဆိုင်နေတဲ့လည်းရှိတယ်။အရိယနေပြီးတော့ဘယ်လိုဆက်သွယ်ထားတာလဲ။ဘယ်လိုဆက်သွယ်ထားလဲဆိုတော့ကျွန်တော်အာဆီယံဒေတာတွင်နိုင်ငံတွေဆက်သွယ်တာအာဆီယံဒေတာတွင်နိုင်ငံတွေဆိုတော့သွားပြောခဲ့ကြလို့ပဲဆရာတို့အာဆီယံဒေတာတွေအာဆီယံနိုင်ငံတွေနောက်တစ်ခုကအော်စတြေးလျနိုင်ငံတွေဆက်သွယ်ထားတာ အဲ့ဒီလေတဲ့တရားလည်းပြောအပြည့်ပြည့်စုံလေတဲ့တရားလည်းပြောအာဆီယံဒေသတွင်းနေဟောကျင်းရနိုင်ငံပါတွေကိုဆက်သွယ်လာတာဒါသည်ပြည်နိုင်ငံလည်းဆိုတော့အင်ဒိုနီးရှားနိုင်ငံဒီပုံလေးကိုကြည့်လိုက်မယ်ဒီပုံလေးကဘာလဲဆိုတော့ဆရာတို့စုကနောဒါဂျကာတာမှာရှိတဲ့စုကနောဒါအပြည့်ရန်လေတဲ့ကိုဆရာတို့အင်တာနက်မှာတွေ့တဲ့ပုံလေးယူထားတာဖြစ်တယ်ဟုတ်နော်ဟုတ်ပြီဆရာတို့အင်ဒိုနီးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံလေကြောင်းဆက်သွယ်ပြီးရင်းလေကြောင်းဆက်သွယ်ပြီးတော့အင်ဒိုနီးရှားပြောရတော့လာအိုလာအိုနိုင်ငံကြီး မနက်ငယ်နဲ့နေမင်းချင်းထိဆက်နေလားမထိဆက်ဘူးလားထိဆက်တယ်ဟုတ်တယ်နော်လောက်မှဆိုရင်လေးစိတ်ပေါ့ဘလောက်ရှိလဲဆို50အပြည့်ပြည့်စုံတဲ့လေးစိတ်ကိုပြည်ရင်းလေးစိတ်ကလေးရောပေါင်းလိုက်ပြီးရှင်လေးစိတ်ပေါ့ဘလောက်လောက်ရှိလဲ50နော်မျိုးတော့ဗီယန်ချင်းမှာရှိတော့ဝတ်တင်ပြပြဆိုင်ရလေးစိတ်ကအဓိကပဲ။နော်ဝတ်တင်ဝတ်တင်ပြပြဆိုင်ရလေးစိတ်ကအဓိကပဲ။မျိုးတော့ပါလေဗီယန်ချင်းဟုတ်ပြီနော်။အဲ့ရလေးပြအဲ့ဗီယန်ချင်းဝတ်တင်လေးစိတ်ကလည်းပြီးတော့ဘယ်လိုသွားလဲဆိုတော့အာဆီယံဒေသတွေနိုင်ငံအချို့ အာရှဒေသတွေနိုင်ငံချို့သွားလို့ရတယ်တရုတ်နဲ့ဂျပန်တို့အခုဆက်ပြန်လာတယ်အခုဆက်ပြန်လာတယ်တရုတ်နဲ့ဂျပန်တို့သူကတိုက်ရိုက်တန်းနိုင်ဟုတ်ကဲ့နော်ဒါကဝတ်ချေနေတဲ့ဒါဗီယက်ဂျင်းကရှိတဲ့ဝတ်ချေနေတဲ့ဟုတ်ကဲ့နော်ဟုတ်ပြီမလေးရှားနိုင်ငံစောမလေးရှားနိုင်ငံမှာဆိုလေးလေးမှာဘယ်လောက်ရှိလဲ60လောက်ရှိတယ်သူကအပြည်ဆိုင်လေးတွေကောပြည်မဲလေးတွေကလေးတွေကောပေါင်းတာ60လောက်ရှိတယ် အဓိကအမိဆိုင်ရလင်းစိတ်ညာဘာတွေလဲဆိုရင်ကွာလာလမှုမြို့တော်ကွာလာလမှုမှာရှိတဲ့ကွာလာလမှုလေးတွေကိုတာကင်နာဘာလူလေးတွေပီနန်လေးတွေယူတာနော်အဓိကလေးတွေကကွာလာလမှုရဲ့ကိုတာကင်နာဘာလူရဲ့ပီနန်လေးတွေရဲ့အဲ့ဒီလေးစိတ်တွေကလည်းပဲဆရာတို့ဘယ်လိုဆက်သွယ်သွားလာမလဲဆိုရင်ဆရာတို့အာဆီယံဒေသတွေနိုင်ငံတွေအာဆီယံဒေသတွေနိုင်ငံတွေမြန်မာတို့ထိုင်းတို့လာအောင်လို့ဗီယက်နမ်တို့ဒီလိုဆရာတို့အာဆီယံနိုင်ငံတွေနောက်အရှေ့အာရှအာရှရဲ့အရှေ့ပိုင်းနိုင်ငံတွေ နော်နောက်တစ်ခုကတောင်အာရှနိုင်ငံအချို့တောင်အာရှနိုင်ငံအချို့ဆိုတော့ကျွန်တော်ဘယ်ဘက်ရောက်ပါလဲမြေတဲ့ဘက်နဲ့ဘက်အချမ်းကမြေတဲ့ဘက်အိန္ဒိယဘက်အချမ်းဘင်္ဂလားဒေ့ရှ်ဘက်အချမ်းကနိုင်ငံတွေရောက်သွားလို့နောက်တစ်ခုကဩစတြေးလျနိုင်ငံဆော်ဒီအာရေဗျအာရဗ်စော်ဘောင်းနဲ့သမရနိုင်ငံအဲဒါဒူဘိုင်းဘက်တွေပေါ့နော်အဲ့ဘက်တွေဆိုတူရကီကိုဥရောပနိုင်ငံအချို့တွေဘာလို့ထားလဲဒီကွာလာလမ်ပူရဲ့ကိုရာကနာဘာလူရဲ့ပြည်နယ်လေးစည်ရဲ့နော်အင်မလေးရှားနိုင်ငံရဲ့အပြည့်အဝလေးစည်ပြန်နေပြီးတော့ဆက်သွယ်ထားတာအဓိကဆက်သွယ်ထားတဲ့ နေရတယ်ဟုတ်တယ်နော်ဒါဆိုရင်ဆောင်းမလေးရှားနိုင်ငံရဲ့ဒါကွာလာလမ်ပူ40ဟုတ်ပြီဆောင်းမြန်မာနိုင်ငံမှာရောမြန်မာနိုင်ငံမှာလေးချောင်းဆက်သွယ်မှုနဲ့လေးချောင်းလေးစိတ်တွေကဘယ်လိုပုံစံမျိုးတွေရှိလဲဆိုတော့ဆရာတို့သိဖို့လိုအပ်တယ်မြန်မာနိုင်ငံမှာဆိုရင်ပြည်ပြည်ဆိုင်ရာလေးစိတ်တွေရှိတယ်နော်အပြည်ပြည်ဆိုင်ရာလေးစိတ်တွေကဘာလဲဆိုဆရာတို့ရန်ကုန်မင်္ဂလာလုံးလေးစိတ်ရန်ကုန်လေးစိတ်ပေါ်တယ်ညပဲရန်ကုန်လေးစိတ်ရန်ကုန်ပြည်ဆိုင်ရာလေးစိတ်က မန္တလေးတရာဦးနေနေရှိတယ်။အဲ့တခုကနေပြတော်နေစိတ်။အဲ့ဒီမှာရန်ကုန်မန္တလေးနေစိတ်ကနေပြတော်ဆရာအာဆီယံဒေသတွင်းနိုင်ငံတွေသွားလို့ရတယ်။အာဆီယံဒေသတွင်းနိုင်ငံတွေဆက်သွယ်ထားတယ်။သွားလာနိုင်တယ်။ဆရာအိန္ဒိယနိုင်ငံနယူးဒေလီမြို့ဂါယာမြို့ကိုလည်းသွားနိုင်တယ်။နော်။ဂါယာမြို့ဆိုရင်ဆရာတို့ဘာတွေသွားကြလဲ။ဘုရားဂါယာဖရာမှုတွေသွားကြတယ်။ဟုတ်တယ်နော်။ကိုရီးယားတမရနိုင်ငံဆိုးမြို့ဆိုးမြို့လည်းဆက်သွယ်ထားတယ်။ဘယ်ကနေဆက်သွယ်ထားလဲ။ရန်ကုန်မန္တလေးနေစိတ်ကနေပြီးတော့ဆက်သွယ်ထားတာ။ ဟုတ်ပြီဒါဆိုရင်မြန်မာနိုင်ငံလေတိုက်ကဒီလောက်ပဲလားဆိုတော့မဟုတ်ဘူးဂျပန်နိုင်ငံတိုကျိုမြို့လည်းဆက်သွယ်ထားတယ်နော်တရုတ်နိုင်ငံကူမြို့မြို့ယူနိုက်တက်နေမှာရှိတဲ့ကူမြို့မြို့လည်းဆက်သွယ်ထားတယ်ပေကျင်းမြို့နဲ့အခြားမြို့တွေလည်းဆက်သွယ်ထားတယ်တရုတ်နိုင်ငံအခြားမြို့တွေလည်းဆက်သွယ်ထားတယ်ဥပမာဆိုချောင်းကျင်းမြို့လိုဟာမြို့ချောင်းကျင်းမြို့လည်းဆက်သွယ်ထားတယ်နောက်တစ်ခုကဟောင်ကောင်လည်းဆက်သွယ်ထားတယ်အာရက်ဆိုမနဲ့တရုတ်နိုင်ငံလည်းဆက်သွယ်ထားတယ်ဒူဘိုင်းမြို့လည်းဆက်သွယ်ထားတယ်နော်နောက်ဆက်လို့ဘကိုးတိုင်းဒေသကြီးမှာဆိုရင်ဘိုးတိုင်းဒေသကြီးမှာဆိုရင်ဟန်တောက်ရီပြည်ဆိုင်ဒေသကြီးဆက်ရတယ် ပြင်ဆင်တယ်တိဆောက်ဖို့လုပ်တယ်နော်အလားတူဒီဇိုင်းရနေတယ်ဒီလေသိပ်ပုံကဘာလဲဆိုရင်ဆရာတို့နေပြီးတော့ဒီဒီဇိုင်းရနေတဲ့ရဲ့တက်ပုံဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့ဆရာတို့မြန်မာနိုင်ငံပြီးသွားတဲ့အခါမှာဘာလာလဲဆိုတော့ဖိလစ်ပိုင်နိုင်ငံဖိလစ်ပိုင်နိုင်ငံရဲ့လေကြောင်းလိုင်းတွေပြည်တွင်းလေကြောင်းလိုင်းတွေရောနိုင်ငံကဆက်သွယ်မှုလေကြောင်းတွေရောဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်လေ့လာကြည့်ရမယ်လေးလာစရက်ကအပြည်ပြည်ဆိုင်ရာလေလက်တွေရှိတယ်သူကအပြည်ပြည်ဆိုင်ရာလေလက်ကရှိတယ်ဘာလို့လဲဆိုတော့ နီနာအကွီနိုလေနီနာအကွီနိုလေလေစီဘူးလေလေကလပ်လေလေအီဝါနိုလေလေတာမောင်မြို့မှာရှိရဲ့ဖရန်စီကိုဘက်ပိုင်းလေစေဟုတ်တယ်နော်ဖရန်စီကိုဘက်ပိုင်းလေစေဒီလေသိတွေကဘာလို့ဆိုဖိလစ်ပိုင်နိုင်ငံရဲ့အဓိကအပြည်ပြည်ဆိုင်ရာလေသိဒီပုံလေးကဘာလို့ဆိုနီနိုအကွာနိုအပြည်ပြည်ဆိုင်ရာလေသိဖိလစ်ပိုင်နိုင်ငံရဲ့နီနိုအကွာနိုအပြည်ပြည်ဆိုင်ရာလေသိဆက်သွယ်မှုဟုတ်ပြီဒီအပြည်ပြည်ဆိုင်ရာလေသိတွေကနေပြီးဘာလဲဆက်သွယ်တာလို့ဆို အာဆီယံဒေသတွေနိုင်ငံတွေအာဆီယံဒေသတွေနိုင်ငံတွေဆိုရှင်းရှင်းလေးဆရာတို့အာဆီယံဒေသတွေနိုင်ငံတွေအာဆီယံကြောက်ဝင်နေဒီတစ်ခုကအော်စတြေးလျနိုင်ငံအော်စတြေးလျကိုလည်းပြောသွားမယ်အာရှကိုလည်းသွားမယ်အာရှကအာရှလိုက်ကိုလည်းပြောတယ်တကယ်ကဥရောပဥရောပဘက်ဆိုတာဆရာတို့ဥရောပတမကနိုင်ငံတွေဘက်ကိုသွားမယ်ဟုတ်ပါတမောရိယာကျွန်းနယ်ရှိတဲ့နိုင်ငံ33နိုင်ငံတမောရိယာကျွန်းဝင်နေပေါ်မှာရှိတဲ့နိုင်ငံ33နိုင်ငံတမောရိယာကျွန်းနယ်ပေါ်မှာနိုင်ငံအသေးသေးလေးအများကြီးရှိတယ် အဲ့ဒီငါကြီးရှိတယ်။အပြီးပြီးဆိုင်ရာ ခီးစဉ်58ခုအပြီးပြီးဆိုင်ရာခီးစဉ်58ခုသူ့ရဲ့ပုံမှန်ပြန်တန်းနေကြအပြီးပြီးဆိုင်ခီးစဉ်ဘယ်နှခုရှိလဲဆိုတော့တနည်းမှာ58ခုတော့ရှိတယ်။အဲ့ဒါနော်စင်ကာပူလင်းလေးစင်ကာပူလင်းလေးကတော့ဆိုတော့အာရှအရှိတောင်အာရှမှာပဲနော်အာရှအတိုင်းမှာလည်းအကြီးဆုံးပဲနော်အကြီးဆုံးမှာတော့သူ့ရဲ့ဆက်ဘယ်မှာကြီးလဲဆိုတော့သူ့ရဲ့နာမည်ကဘာလို့ချန်ပီလေးလေး စေကောချန်ကီလေးတွေကအာရှအရင်ကနေကြောင်းအချက်ကြံနေရနော်ဒီလက်ကုန်ရဲ့ပါတယ်ဆိုကြတော့ချန်ကီလေးတွေရဲ့ဓာတ်ပုံလေးချန်ကီလေးတွေကိုအပြင်ဘက်ကနေလိုက်တာတဲ့ဓာတ်ပုံနော်အဲ့ဒီမှာပဲအာဆီယံဒေသနဲ့နိုင်ငံတွေဆက်ကြတာသူကလေးကြောင်းလိုက်မှလည်းအချက်ကြံကြတယ်ရေကြောင်းပို့ဆောင်လိုက်မှလည်းအချက်ကြံကြတယ်နော်စေကောကလေးကြောင်းမှလည်းအချက်ကြံကြတယ်အာဆီယံဒေသနဲ့နိုင်ငံတွေနဲ့ဆက်သွယ်ထားတယ်ကမ္ဘာနိုင်ငံပေါင်း58နိုင်ငံ58နိုင်ငံ အဲ့ဒီ58နိုင်ငံမျိုးပေါင်း185မျိုးဟုတ်တယ်နော်58နိုင်ငံမှာရှိတဲ့မျိုးတွေ185မျိုးသူကဆက်သွဲတာလန်ဒန်ရှစ်ဒနီရောရှစ်ဒနီကအော်စတြေးလျပြီးတော့အခြားမျိုးတွေလည်းပုံမှန်ပြန်တန်းဒါဒါဆိုလန်ဒန်နဲ့အော်စတြေးလျတွေလန်ဒန်ကအင်္ဂလန်နဲ့လန်ဒန်ကိုလည်းအော်စတြေးလျနိုင်ငံတို့ကိုလည်းသူကနေ့စဉ်ပြန်တန်းဟုတ်ပြီ ထိုင်းနိုင်ငံထိုင်းနိုင်ငံရဲ့လေသိက္ခာဆိုရင်ဆရာတို့တူနာဘုံကြီးသူကတူနာဘုံကြီးလေသိက္ခာတော့အဓိကအကြီးဆုံးလေသိက္ခာအဲ့ဒီလေသိက္ခာရဲ့အခြားပြည်နိုင်ငံလေသိက္ခာတွေလည်းရှိတယ်။ဘာလဲဆိုတော့ဒွန်မောင်းလို့ချင်းမိုင်လို့ဖူကတ်တို့ဟာယာလို့ဆူရထောင်းလို့ဒီလေသိက္ခာတွေကလည်းအဓိကအပြည်နိုင်ငံလေသိက္ခာတွေဒီလေသိက္ခာတွေကဘာလဲဆိုတော့ဆရာတို့တူနာဘုံကြီးအဓိကအပြည်နိုင်ငံလေသိက္ခာရဲ့အတွင်းပိုင်းတက်ပုံဟုတ်ကဲ့နော်ဆရာတို့ဟုတ်ပြီ အဲ့ဒီကနေပြီးတော့ထိုင်းနိုင်ငံသူ့နောက်ဘူမိလေးစိတ်ဒွန်ပေါင်းတို့ချင်းမန်တို့အိုင်အိုင်တို့ဆူရထားပြီးတော့အဲ့အနေဘယ်ကိုဆက်သွယ်ရလဲအာဆီယံဒေသတွေနိုင်ငံတွေဆက်သွယ်တာနောက်တော့ဩစတြေးလျနယူးဇီလန်ဂျပန်တရုတ်ကိုရီးယားထိုင်းဝမ်ဟောင်ကောင်ပြီးတော့တောင်အာရှနိုင်ငံတွေလည်းဆက်သွယ်တာတောင်အာရှဆိုတာဆရာတို့အိန္ဒိယဘက်ခြမ်းတွေပြောတာဥရောပနိုင်ငံချုပ်တွေဆက်သွယ်တာလေတူရကီကနေစပြီးတော့ဟိုဘက်ခြမ်းတွေဒီဥရောပတော်လာနိုင်ငံတွေဆက်သွယ်တာဟုတ်ပြီအဲ့ဒီလိုဆက်ပြီးနေတယ် ဘီယလန်မှာကျတော့အပီပီဆိုင်ရဲ့လေးစိတ်က၃ခုရှိတယ်။အပီဆိုင်လေးစိတ်က၃ခုရှိတယ်။ဟန်နွားရဲ့ဟိုချီမင်းရဲ့ဒါနန်ရဲ့လေးစိတ်ကဘယ်လောက်လဲဆိုရင်ဆရာတို့39ခုနဲ့39ခုနဲ့ဆရာတို့အပီပီဆိုင်ရဲ့လေးစိတ်ကိုပြည်ရင်းလေးစိတ်လေးလေးတော့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရှိလဲ39ခုနော်အာဆီယံဒေသတွေနိုင်ငံတွေနဲ့လည်းဆက်သွယ်တာအာဆီယံဒေသတွေနိုင်ငံတွေဆရာတို့အာဆီယံဒေသတွေနဲ့ဆက်သွယ်တာလည်းအော်စတြေးလျရဲ့အာရှမြို့49မြို့ဆက်သွယ်တာလည်းအော်စတြေးလျနဲ့အာရှမြို့ကြီးဆိုတာဆရာတို့ အာဆီယံမှာမဟုတ်ဘူးတခြားတရုတ်တို့ဂျပန်တို့ရုရှားတို့တခြားမျိုးကြီးတွေလည်းဆက်သွယ်ထားတယ်နော်မျိုးပေါင်းဗန်းမျိုးလည်းဆိုရင်၄၀နဲ့၉မျိုးနော်ဟုတ်ပြီဒီပုံလေးကပုံနဲ့တည်းမှာဒီအာဆီယံရုံးရဲ့၄ချောင်းပို့ဆောင်ရေးပြမြေပုံကဇက်တော့ပါပြလဲဆိုရင်ဒီ၄ချောင်းပို့ဆောင်ရေးမှာဆရာတို့ဒီမှာအဝါရုံပြထားတဲ့နေရာလေးတွေရှိတယ်အဝါရုံပြထားတာဒီဆရာတို့အာဆီယံအတိုင်းပုံ ဒီတိုင်ဝမ်နေပြီးတော့ရန်ကုန်ကနေပြီးတော့ပေကျင်းသွားလို့ရတယ်၊ကုမင်သွားလို့ရတယ်၊ဒီမှာနယူးဒေလီသွားလို့ရတယ်၊ဂါယာသွားလို့ရတယ်နော်။ဒီမှာဆိုရင်ဒီမှာတိုကျိုဘက်ကိုသွားလို့ရတယ်ဥစားကားဘက်ကိုသွားလို့ရတယ်ဒီဘက်ဘန်ကောက်ဘက်ကိုသွားလို့ရတယ်ဒီလိုလမ်းကြောင်းလေးတွေကိုသူကခွဲပြီးတော့ drop ရင်းလေးတွေနဲ့ပြတာနော်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဒီလိုနိုင်ငံတကာနိုင်ငံချင်းစီကနေပြီးတော့ခွဲထွက်သွားတဲ့လေကြောင်းလိုင်းတွေအကြောင်းကို ဆရာတို့ဒီပုံလေးကိုကြည့်ချင်းအောင်ပြနိုင်ဒီမှာဆိုရင်ပြလာတာဒီဆရာတို့အဆက်ကလေးဒီလေးလေးမျိုးတွေရှိပြီးတော့ဒီလိုအဆက်ကလေးတွေနဲ့ဆွဲထားတာဒီဆရာတို့အဲ့ဒါပါလဲဆိုဒီကြောင်းလိုက်ဟုတ်ကဲ့နော်ဒါပါလဲဆိုရင်ဆရာတို့ဒီကြောင်းပါဆိုရင်ဆရာတို့အာဆီယံဒေတာအတိုင်းဝန်ထဲမှာရှိတဲ့နိုင်ငံတွေရဲ့လေကြောင်းပို့ဆောင်ရေးအကြောင်းလေကြောင်းပို့ဆောင်ရေးအကြောင်းတွေဆရာတို့တင်ခဲ့ရတယ်လေ့လာခဲ့ရတယ်လေသိက်ကဘယ်လောက်ရှိလဲမြန်မာမှာလေသိက်ကဘယ်နှခုရှိလဲအမျိုးသားလေသိက်ကဘယ်နှခု နော်ပြည်နာမှာဆိုပြည်ဆိုင်ရာလေသိကဘယ်လောက်ရှိတယ်ပြည်တွင်းလေသိကလေးလေးကဘယ်လောက်ရှိတယ်အဲ့ဒီကနေပြီးဆက်သွားလို့ရတယ်ဒီအရုပ်ဆရာတို့လေ့လာခဲ့တယ်ဒေသခံလာတော့ဆရာတို့ဒီလေကြောင်းပုံစံရဒီလောက်